အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျဒီကနေ့မှာတော့ ယောက်ျားပိသားလေးဆိုတော့အလူလေးတန်ရမယ်ပြီးတော့ပေါ်ရည်ကြည်သေးလေးဆိုတော့တင်ဆက်ပေးခြင်းပါတယ်အဲ့ဒီအကြောင်းမပြောခဲ့အားလုံးသိထားတဲ့ကိုဗစ်ဖြစ်ပြီးနောက်တဲ့မှာတန်ခဲ့နိုင်တဲ့ယောဂလက္ခဏာများကြောင့်အရင်ပြောပြမိတော့အရာပိရတဲ့စတိုင်ယောက်ျားပိသားလေးဆိုတော့အလူလေးတန်ရမယ်ပြီးတော့ပေါ်အရည်ကြည်သေးလေးဆိုတော့တင်ဆက်ပေးမှာပို့ပြီးအောင်ကြည့်ပေးကြပါတော့ကိုဗစ်ဖြစ်ပြီးနောက် သက်မှာခြံခဲ့နိုင်တဲ့ယောဂလက္ခဏာများအများအပြားကိုယ်ပင်ဖြစ်ပြီးရန်နေငယ်သို့မဟုတ်ရက်သက်တပတ်အနေငယ်ကြာရင်လူအများစုကယောဂသက်သာသွားထိုင်ကြပါတယ်။ဒါပေမဲ့တချို့လူမှာတော့ကိုယ်ပင်နောက်ဆက်တွဲလက္ခဏာတွေကလာနေနဲ့နဲ့ချီပြီးကြာတတ်ပါတယ်။ကိုယ်ဝင်ကြောင့်နှလုံးအစုံစောရဲကိုယ်ဝင်ကရေထိခိုက်ပျက်စီးသွားတဲ့အခါ အောက်ဖန်လက္ခဏာတွေကလူမှကြန့်ရှိနေခဲ့ပါတယ်။မောဟိုက်ချင်းကိုယ်ပဲဖြစ်ပြီးနောက်မောဟိုက်တာကဖြစ်နေကြပါပဲ။ပုံမှန်အဖြစ်နှစ်ဘက်သုံးဘက်လောက်ဆိုရင်တက်တာပြောက်ခဲ့တာတက်ပါတယ်။တချို့မှာတော့ရလရီကြောင့်ခံစားရတဲ့ပေးတက်နှစ်ကျော်တာရှိပါတယ်။အိမ်မပြောချင်းကိုဗစ်နောက်ဆက်တွဲလက္ခဏာတခုကတော့အိတ်ချင်းရောနေခြင်းနှစ်ဆိုင်စွာအိမ်မပြောချင်းမဖြစ်ပါတယ်။ ကိုဗစ်အစားပိုင်းတုန်းကကူးစက်ခံရသူတွေကိုစောင့်ကြည့်နေတဲ့အခါမှာနှစ်နှစ်ကြာပြီးတဲ့နောက်မှာတော့အိမ်မပြောချင်းမုန်းပန်စင်ညာခံစားရသောတွေ့ရှိခဲ့ရပါတယ်။အသက်ရှူမောခြင်းကိုဗစ်ကြောင့်အဆောက်ဆန်းဆောင်ရေးကျဆင်းသွားတာမို့တောင်ပန်လှူရှားသွားလာတဲ့အခါမှာတော့အသက်ရှူမောတာတွေခံစားရတတ်ပါတယ်။လိင်္ဂစစ်စေးမှုတွေရောနှစ်နှစ်ကြာတဲ့ အဆောက်ဆန်းဆောင်ရေးမကောင်းမှုတွေကြောင့်တွေ့ရှိရပါတယ်။စောင့်ကြားများခြင်းစိတ်ကြခြင်းသူတည်တနာတွေရောကိုဗစ်ကြောင့်ဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေဟာလည်းနှစ်နှစ်လောက်အထိကြာတတ်ပါတယ်။အချိန်ကြာလာတာနဲ့မြောက်တက်တာလာကြတယ်လို့လည်းဆိုထားပါတယ်။ဆက်လက်ပြီးတော့ယောက်ျားပိသားတွေဆိုတော့အလုံးတန်ရမယ်ပြီးတော့ဘာတွေအရေးကြီးတယ်ဆိုတော့တင်ဆက်ပေးခြင်းပါတယ်။ ရစာပိသားတွေဆိုတော့အလူတန်ရုံမဟုတ်ပဲဒီလိုအရေးသေးကောင်းတဲ့တောက်ရီရှိဖို့လိုပါတယ်ဆိုတဲ့ကြောင့်ကိုတင်ဆက်ပေးမှာပါတော့ရစာပိသားကိုဆိုတော့အမျိုးသားများရစာမပိသားမှုဟာလိမ့်ဆန်းဆန်းရမှာစွမ်းဆောင်နိုင်မှုရှိမရှိကိုစိုးလို့ရလို့ထင်မှတ်ကြပါတယ်တကယ်တမ်းမှာတော့ရတာရရဲ့တဝီထဲမှာတောက်ဖို့ရှိမရှိက ပိုအရေးကြီးပါတယ်တောက်ဖို့ဟာ တလေးရရှိစေရန်အထူးအရေးကြီးပါတယ်။ကိုဝင်ရောက်မရဟာ အမျိုးသမီးတဦးတည်းသာတတ်ဆိုင်တယ်လို့ယူဆမရပါဘူး။အမျိုးသားတုပ်ဖို့ဟာလည်းအထီးကတတ်ဆိုင်ပါတယ်။တုပ်ဖို့ဟာတဝေထဲမှာပါဝင်တဲ့မျိုးပွားနိုင်တဲ့ဆဲတမျိုးဖြစ်ပါတယ်။တုပ်ဖို့ပါမပါဆစ်ဆဲခြင်းနဲ့တုပ်ဖို့ကောင်းရဲ့စခြင်းဟာကိုဝင်မရသူများအတွက်လိုအပ်ပါတယ်။ ပုံမှန်တုပ်ဖို့အကောင်ကြီးဟာ10မီလီမီတာကိုတန်း40မှတန်း300ထိရှိပါတယ်။တုပ်ရတဲ့တုပ်ကိုစစ်ဆေးရတဲ့အကြောင်းရင်းတွေကတော့ကိုဝင်ရနိုင်မရနိုင်စစ်ဆေးခြင်းနဲ့ခွဲစိန်မှုပြုလုပ်ပြီးနောက်မြို့အောင်မအောင်ပြန်လည်စစ်ဆေးရန်ပြုလုပ်ပါတယ်။ပုံမှန်တုပ်ဖို့ကောင်ကြီးဘယ်လောက်ရှိသေးလဲ။ပုံမှန်တုပ်ဖို့အကောင်ကြီးဟာ10မီလီမီတာကိုတန်း40ကတန်း300ထိရှိတယ်ပါတယ်။ တုတ်ဖို့စီရန်သဝေကိုတန့်ရှင်တဲ့ခွက်တဲတဲကတက်ခွဲကံဖို့စစ်ဆေးရပါတယ်။တက်ခွဲမှုဟာ အကောင်ကြီးကို အကြံပြစ်စစ်ဆေးရည်တွက်ပါတယ်။ပုံမှန်တုတ်ဖို့ကောင်းရင်ရှိတော့လဲတုတ်ဖို့မြေဝမှုအခြေအနေဟာလည်းအရေးကြီးပါတယ်။မြေဝမှုကိုလွန်ဖို့တဲ့အချက်တွေလည်းရှိပါတယ်။ဘလူခြေလေးဆိုရင်တုတ်ဖို့နေတာလေ။တုတ်ဖို့ဟာ10မီလီမီတာမှာ သက်ဆိုင်အောင်နေခြင်းကိုဆိုလိုပါတယ်။သုတ်ဖို့ကောင်းရဲ့နေခြင်းဟာမျိုးပွားနိုင်မှုပေါ့တည်ရမှုရှိတော့လေကိုယ်ဝန်လုံးဝမရနိုင်တဲ့အခြေအနေဆိုပြီးတော့ပျော်လို့မရပါဘူး။ဖားချောက်လဲဆိုတော့မျိုးအောင်နိုင်တဲ့သုတ်ဖို့တစ်ခေါက်နဲ့ရှိုံနဲ့မျိုးဦးနဲ့ပေါင်းစကားကိုယ်ဝန်ရနိုင်ပါတယ်။သုတ်ဖို့ကောင်းနေတော့လေပါရှိတဲ့သုတ်ဖို့ဟာအရေးချင်းပြင်းပြီးချင်းစားဆောင်မှုကောင်းနေတော့သုတ်ဖို့အကောင်ကြီးကို ုံမှန်အခြေအနေပြန်လည်ရရှိစေနိုင်ပါတယ်။တုပ်ပုံများတဲ့အခြေအနေဆိုတာကရောတုပ်ပုံတန်တုံရကျော်လေးတုပ်ပုံများတယ်လို့ဆိုလိုပါတယ်။လေလာစံရတုပ်ပုံများတာဟာကိုယ်ဝင်ရနိုင်မို့အခွင့်အလမ်းများတယ်လို့မဆိုလိုပါဘူး။ပုံမှန်တုပ်ပုံအကောင်ကြီးဟာ10မီလီမီတာကိုတန်40ကတန်300တိရှိတယ်ပါတယ်။တုပ်ပုံစေရန်တုပ်ရည်ကိုတန်ရှင်တဲ့ခွက်သေးသေးက တက်ခွဲကပိုဆစ်ဆေးရပါတယ်တက်ခွဲမှုဟာအကောင်ရည်ကိုအကြမ်းမြင့်ဆစ်ဆေးရတော့ပါတယ်ပုံမှန်တော့ပိုကောင်ရည်ရှိတော့လေတော့ပိုမျိုးအောင်မှုအချိန်တွေဟာလည်းအရေးကြီးပါတယ်မျိုးအောင်မှုကိုလွှမ်းမိုးတဲ့အချက်တွေလည်းရှိပါတယ်တောက်ရည်ကိုဆစ်ဆေးရမှာဖလွေချက်တွေကိုဆစ်ဆေးတယ်တောက်ရည်အပြည့်ချက်တောက်ရည်အပြည့်ချက်ဟာအရေးကြီးပါတယ်တောက်ရည်ဟာ 15မိနစ်ခါနဲ့20မိနစ်တွင်အရင်မဖြစ်ပါကတုပ်ဖို့ဟာမမျိုးစီကိုပေါင်ဆက်ရမလွယ်ကူပါဘူးတုပ်ဖို့ပုံစံတုပ်ဖို့ပုံစံဟာလည်းကလေးရမရအထူးအရေးကြီးပါတယ်တုပ်ဖို့လှုပ်ရှားမှုတုပ်ဖို့လှုပ်ရှားမှုဟာတုပ်ဖို့ဟာမမျိုးစီကိုလှုပ်ရှားကိုခတ်သွာလာနိုင်မှုအတွက် အရေးကြီးပါတယ် pH ပမာဏ တုတ်ရည်ရဲ့ပြန်မြောက်ပြေးရှော7.2နဲ့7.8ရှိရပါမယ်။တုတ်ရည်ပမာဏထွက်လာတဲ့တုတ်ရည်ဟာပုံမှန်အဖြစ်2မီလီကနေ5မီလီရှိတယ်မရယ်။တုတ်ကိုအကောင်စေဖို့ဘာတွေလုပ်ရမလဲ။တုတ်ကိုအကောင်စေဖို့ပြုလုပ်တဲ့အရာတွေကတော့အရက်ဖြက်ပေါင်းအရက်ဟာ testosterone hormone ကိုနေစေပြီးတုတ်ကိုရောချစေပါရယ်။ ဆက်လက်ပြပောင်းဆက်လက်ဟာသောက်ပူအကောင်ကြီးကိုရောနေစေပါရယ်ကိုယ်ဝယ်လေးချိန်ကိုရှောပါအစီများလေးတက်စတိုစတီရိုဟော်မုန်းနေစေပြီးအကောင်ကြီးနေစေပါရယ်စိတ်ဖိစီးမှုရှောချပါစိတ်ဖိစီးမှုဟာသောက်ပူမျိုးအောင်မှုကိုထိခိုက်စေပါရယ်ရာဇာပိတာပိယူဆက်ပေါ်နိုင်တဲ့အမျိုးသားတရားဖြစ်ဖို့သောက်ပူကျမကြီးကိုခရူးဆိုင်တင်ပါရယ် ဒီကနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းလေးကိုတော့ဒီမာဝေရှင်အဝေးပြုပါရှင်။နောက်ထပ်လည်းကျွန်တော်တို့ channel ကနေဘုသူတ္တဖြစ်စေမဲ့အကြောင်းလေးတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့စောင့်မျှော်ပေးကြပါဦးရှင်။ကျေးဇူးအပ်ပေးခဲ့ကြတဲ့ပရိသတ်တရားစီစီကိုကျေးဇူးတူပဲတင်ရှိပါရရှင်။